နာရေးအိမ်တွေကိုသတင်းမေးသွားတဲ့အခါမှာဟဲ့ဘလို့ဖြစ်သွားတာလဲဆိုတဲ့စကားမျိုးတွေကိုမိသားစုဝင်တွေကိုမမေးပါနဲ့ဘာလို့လဲဆိုတော့အခုမိသားစုဝင်တွေကပူဆွေးတော့ကတွေဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေပြီးသားပါအဲ့ဒါကိုတယောက်လာလဲဘလို့ဖြစ်သွားတာလဲနောက်တစ်ယောက်လာလဲဘလို့ဖြစ်သွားတာလဲဆိုပြီးထပ်ခါတလဲလဲသူတို့ကပြန်ဖြေရှင်းပြနေရပြောပြနေရတဲ့တွေကသူတို့ရဲ့စိတ်ကိုပို့ပြီးတော့ပင်ပန်းစေပါတယ် ဒါကြောင့်မို့နိုင်ရေးအိမ်တွေကိုသတင်းပေးသွားတဲ့အခါမျိုးတွေမှာဆိုရင် အာတင်ထားပါအကူညီလိုရင် ပြောပါဘာလေးတွေလုပ်ပေးရပါမလဲဆိုတဲ့စကားလုံးတွေကပို့ပြီးတော့တင်တော်ပါတယ် ဘာလို့လဲဆိုတော့လေကျမကိုယ်တိုင်လည်းကျမမိမိစိတ်ယုံတက်တုံးကဆိုရင်သတင်းလာမိတဲ့အခါမျိုးတွေမှာဘလို့ဖြစ်တာလဲသမီးဆိုရင်အစကနေပြန်ရှင်းပြရတာပေါ့နော်အများကြီးပြောပြနေရတာတကယ်တမ်းကျတော့ဒီကိစ္စတွေကပြန်ပြောပြခြင်းနဲ့ပြန်ပြောပြဖို့အတွက်တခုတချို့အရာလေးတွေဆိုစိတ်ထဲမှာတက်တောင့်တတမဖြစ်တဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့တွေကဘလို့ဖြစ်သွားတာလဲဆိုရမျိုးဆက်စုလာမျိုးကိုရှောင်ကျဉ်တဲ့နယ်လို့ထင်ပါတယ်